်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ရန်ကုန်မော်လမြိုင်လမ်းပိုင်းတိမ့်စိတ်ဘူတာနဲ့တဝန်းဘူတာကြားမိုင်တိုင်125မြေဆောင်1819ကြားမှာအမှတ်686အစုံယထားဖြတ်တန်းချင်းနော်မာလာ9ရက်နေ့မနက်ပိုင်းကမိုင်းခွဲခံခဲ့ရပြီးယထားတန်လန်းပြည့်စီကယထားတိမ့်မောက်သွားတယ်လို့ဒေသခံတွေကပြောပါရယ် ယထာတန်လန်းမိုင်းခွဲခံရတာကြောင့်တန်လန်း20လောက်ပျက်စီးသွားပြီးအမှတ်686အစုံယထာဆက်ကောင်းအပါအဝင်တွဲလီတွဲလမ်းချော်သွားတာကြောင့်လမ်းကိုအသုံးပြုလို့မရတော့ဘူးလို့ဆိုပါတယ်။ ဘဲဖွဲကလုတ်တယ်ဆိုတာကိုတော့မသိရသေးသလိုယထာလန်ပြတ်သွားလို့ရန်ကုန်မော်လမြိုင်အစုံအစံယထာတွေယထာရတယ်လို့ဒေသခံတယောက်က TV ကိုပြောပါရယ်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့အမှတ်82နှစ်အစုံမော်လမြိုင်ရန်ကုန်ယထာနဲ့အမှတ်81အစံရန်ကုန်မော်လမြိုင်ယထာခီးစဉ်နှစ်ခုကိုယာယီဖျက်သိမ်းထားပြီးဝယ်ယူထားပြီးတဲ့ယထာလက်မှတ်ခတွေကိုမော်လမြိုင်ဘူရာကြီးမှနေချင်းပြန်ထုတ်ပေးနေတယ်လို့ဆိုပါရယ် မိုင်းခွဲခံရတာနဲ့ပတ်သက်လို့ဘဲဖွဲကလုတ်တယ်ဆိုတာကိုတော့အတိအကျမသိရသေးသလိုအရင်ကစစ်တပ်ကရထားလမ်းအသုံးပြုပြီးလက်နက်ခဲရန်ရိတ်ခါနဲ့လွင်ရားတွေပို့ဆောင်နေရတော့ရှိတယ်လို့ဒေတာရင်းတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါရရှင်စစ်တပ်ရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလအတွင်းအမျိုးသမီးအယောက်80တိဆုံးပြီးအယောက်80ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နိုဝင်ဘာလ9ရက်နေ့မှာမြန်မာအမျိုးသမီးတပ်မက PWU ကသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီတေဆုံးတဲ့အထက်မှာလေကြောင်းတိုက်ခတ်မှုကြောင့်56ရောက်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်10ရောက်မတရားတပ်ဖြတ်ခံရမှုကြောင့်9ရောက်မြင်းမြုံမိုင်းကြောင့်1ရောက်နဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်1ရောက်တို့ပါဝင်ပါတယ်။တံရမှုတွေထဲမှာလည်းလေကြောင်းတိုက်ခတ်မှုကြောင့်68ရောက်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်9ရောက်မတရားတပ်ဖြတ်ခံရမှုကြောင့်1ရောက် ညီမြုံမိုင်းကြောင့်၃ယောက်နဲ့အလင်းမိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်၄ယောက်ပါဝင်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်အာဏာသိမ်းချိန်ကစပြီးလက်ရှိအချိန်ထိ9နှစ်တာနှီးပါးကာလမှာဆရာဇဝဲမှုနဲ့လူသားမျိုးနွယ်တွေအပေါ်ယာဇဝဲမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်နေတဲ့အတွက်အမျိုးသမီးတွေလည်းနေစင်တဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ဆိုထားပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဇဝဲကြီးရအုပ်စုတွင်တိုက်ပွဲတွေကြောင့်ကျေးရလေးရကဒေသခံတွေဆစ်ဆောင်နေရတဲ့အတွက်အရေးပေါ်စေဝါပစ္စည်းတွေနဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။အော်တိုဘာလ28ရက်နေ့နယ်12နာရီဝန်းကျင်မှာဇဝဲကြီးရအုပ်စုလေးမရအနီးမှာစစ်ကောင်စီတပ်အင်အား100ဝန်းကျင်နဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။အဲ့ဒီတော့တိုက်ပွဲဖြစ်ပွားတဲ့အနီးနားမှာရှိတဲ့လေးမိုင်ဒူးကျိုးရေခမ်းချောင်းနဲ့ဖားနေကျေးရွာတွေမှာနေထိုင်တဲ့ဒေသခံတွေဟာ ဒီဇက်ရတောတောင်နဲ့ကြေးရွာတွေမှာရွာလုံးကျွတ်စစ်ပေးဆောင်နေကြရပြီးစားနပ်ရိက္ခာတွေအပြင်တက်ကြီးရွယ်ဦးနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်ကျွန်တော်တို့စားနပ်ရိက္ခာနဲ့အဝေါ်အဝေါ်အထက်တွေပေါ့ဗျာကျမရေးစေဝါရေးအဲ့ဒီအချက်တုပ်ချက်ကတော့အဓိကကြပါတယ်ခင်ဗျာနေထိုင်ဖို့ကြတယ်ကျွန်တော်တို့ဟိုကနေဆိုင်ရာအဆောက်အဦတွေနဲ့ကျွန်တော်တို့ဟိုကအားလုံးအစီအပြောင်းလို့လုပ်ပေးနိုင်ပါတယ်ခင်ဗျာဟိုအဝေါ်ထက်ကူခုနဲ့ပါလာတဲ့ဟိုကျွန်တော်တို့ဒီရက်ရွာပါဟိုရှိနေတဲ့ဟိုကတငယ်ချင်းမိတ်ဆွေတွေ ဘောင်းဒေးတွေနဲ့ဟိုအဝတ်အထည်တွေကိုကျွန်တော်အလူခံပြီးတော့တို့ကိုသွေးထားတာလေးရှိပါတယ်ခင်ဗျာဟုတ်သွေးဝါးကတည်ယူလို့အခက်ခဲရှိတယ်ခင်ဗျကျွန်တော်ဒေတာပေါ်မှာရှိနေတဲ့သွေးဝါးဆိုင်တွေမှာပဲကျွန်တော်တို့ဟိုရတဲ့လောက်သွေးနဲ့ကျွန်တော်တို့ဟွာရှာဖွေပြီးတော့ဟိုဝယ်ပြီးတော့ကျွန်တော်ကုသပေးနေပါတယ်ခင်ဗျာဟုတ်အော်တိုဘားလ28ရက်မှာလေးမိုင်ကြီးရကလူနေအိမ်သုံးလုံးကိုစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့ပြီးနေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုကားရင်နဲ့တင်ဆောင်လာဇပွဲအခြေဆိုင်ခမရ996တရင်ကိုတင်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ရွာထဲမှာရှိရအိတ်ကုတ် တလုံးမွေနာဝဲတာဟုတ်ရှိပြီရှိတယ်ကလောက်ယူယူရဲ့ cycle cycle တွေပေါ်ယူပြီးတော့တဲနေကိုနဲ့ဆက်လက်နေမိမရှိရတဲ့အဲ့တိုင်းမလို့ဆိုတော့ပြောပါပတိရောရှိရအဲ့ဒါကလည်းဆိုအလုပ်ဖြောက်ယူကုန်ဒီဖဲမော်တော့ကိုလောက်ဝါယူအောင်တော့လူတွေကဲစေးဝါယော်လေဖြေကုန်ပေါ့ကိုယော်ပြီးတဖွဲ့ဖြေကုန်ပေါ့အရှိအဲ့ဒီလည်းပါမိဆိုးရတလို့နောက်ပြီးတော့အဲ့ပေါ်ရှိရဆိုတဲ့ယူရိုက်ရိုက်ဖြတ်ဖြစ်ရှိအမျိုးမျိုးလောက်ဆိုတော့ကျွန်တော်တို့ယော်ပြေးဖြေပေါ့ကို လက်ရှိစီးရီးတိမနေတဲ့လေးမိုင်နဲ့ဒူဂျိုကျေးရွာနီးတဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရဲတပ်ဖွဲ့တွေနှစ်ပတ်စလုံးကခန်းစင်းပြင်ထားပြီးခြေကုပ်ယူထားကာထိတွေ့တိုက်ပွဲတွေအချိန်မီးဖြစ်လာနိုင်တယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါဗျာ။နှစ်ဖဲဟုတ်ပဲဒီပဲတော့မတွေ့ကြဘူးတော့ကို။ဘာခဲစေတဘောနဲ့နေပြောတယ်။ဒီစဘာတာဖဲကိုကျွန်တော်တို့တို့လည်းဒီကတွားပြီးတော့ပြီးခဲတော့မျိုးလဲစီးတယ်။ဒီလိုဖေးကနေပြီးတော့စာပဲစာဖေးကနေပြီးတော့ဒီတောတွေနဲ့နေငယ်တွေနဲ့လည်းနေကြီးတွေစီတော့တွေရဲ့စီတဲ့ကိုကျွန်တော်တို့ဖေးဖို့ပေါ့နော် ကိုယ်တော်ဒီကတော့တူလည်းမတူဘူးညည်းလည်းညည်းဘူးဒီပဲလောက်သာစိတ်ကြောက်လို့ရှင်းတယ်ဒီလူတွေနေတော့ဒီရောအထက်ဥမပြန်နေဘူးတော့အဆင်မပြေဘူးကိုစီကြီးကတော်တော်တင်းမာမယ်အင်းနေဖြစ်နေတယ်စီပင်းချောင်ကူညီအဖွဲ့တွေကကောက်ယူထားတဲ့စီရင်တွေအရအော်တိုဘာလ28ရက်ကနေ29ရက်အထိဟာနီဒူးချိုးနဲ့ရေခမ်းကြောင်ကြီးရာတွေကနေထွက်ပြေးလာတဲ့အင်အောင်စု86စုနဲ့လူဦးရေ342ယောက်ရှိပြီး ဒီမိုက်ကြီးရကစစ်ပေးဆောင်စီးရင်ကိုတော့အတိအကျမကောက်ယူရသေးဘူးလို့သိရပါဗါတယ်။အော်တိုဘာလ28ရက်နေ့က28ရက်ဒီမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြားဒူဂျိုကြီးရကအသက်30အရွယ်ရဲသား2ယောက်တိစုံခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။ကျွန်တော်လင်းပါ2025ခုနှစ်ဟာမှတ်တမ်းတွေကအပူဆုံးနှစ်တွေကတစ်နှစ်ဖြစ်လာမဲ့လမ်းကြောင်းပေါ်မှာရှိတယ်လို့ကုလသမဂ္ဂမိုးလေဝသအေဂျင်စီကကြာတာပရင်းနေမှာပြောခဲ့ပါဗါတယ်။ အချက်လက်တွေအရ2025ခုနှစ်ဟာမှတ်တမ်းတွေကစံချိန်တင်အပူဆုံးနှစ်တွေကတစ်နှစ်ပဲဖြစ်ပါတယ်။2024ခုနှစ်ဟာအပူဆုံးနှစ်အဖြစ်စံချိန်တင်ခဲ့သလို2025ခုနှစ်ကလည်းဒီလိုမျိုးအပူဆုံးဖြစ်ပါတယ်။အပူချိန်တိုင်းတာတဲ့ကနန်းသေးသေးလေးတွေကရေကြီးတာတွေမိုးခေါင်တာတွေနဲ့အပူချိန်အယမ်းမျက်နှာမျိုးတွေဖြစ်ပေါ်စေတယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ WPO ကဒုတိယအတွင်းရေမှူးချုပ်ကိုဘာရက်ကသတင်းထုတ်တွေကိုပြောဆိုခဲ့ပါတယ်။ WBO ကကြာတာပရင်းနေမှာကမ္ဘာလုံးဆိုင်ရာမိုးလေဝသပြောင်းလဲမှုအစီရင်ခံစာကိုဖော်ပြခဲ့ပါတယ်။ကမ္ဘာအပူချိန်အမြင့်တက်စေတဲ့ကာဗွန်နိုင်အောက်ဆိုက်ထုတ်လုပ်မှုနဲ့သမုဒ္ဒရာတွေမှာအပူချိန်တိုးလာမှုတွေက2024ခုနှစ်လိုမျိုးပဲ2025ခုနှစ်မှာအပူချိန်စံချိန်တင်ခဲ့ပါတယ်။2025ခုနှစ်အပူချိန်ကဆက်ပြီးမြင့်တက်ခဲ့တယ်လို့ကိုဘာရက်ကအစီရင်ခံစာကိုမှတ်ချက်ပေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ2030ခုနှစ်မှာနှောက်ချောင်းပြန်လှည့်လို့မရတဲ့စွန်းစားမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်းသိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်ရှင်ဒီဗီယိုမြန်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်